ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မူလပိုင်းမှာဗမော်မျိုးစကားက20တိတဲ့ကိုဆင်းသက်တဲ့ဒီရိုင်းရင်3စီအနက်နှစ်စင်းကိုစစ်သူကြွား KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြက်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Nobu ကလည်းအခိုင်အမာပြောနေပါတယ်ဒီပြောဆိုမှုအပေါ်မှာဒီ NUG ရဲ့လက်ကင်တို့တွေပြီးရင်ကျွန်တော်တို့ပြည်ပလက်ကင်တို့မီဒီယာတွေကတော့ဝိုးဝေးဆဆဖော်ပြနေတာတွေ့ရပါတယ် အဲ့တော့ကျွန်တော်ဒီခြေတွေကတကယ်ပဲပြစ်ချနိုင်ခဲ့သလားတကယ်ပဲသူတို့ပြောသလိုဟုတ်ခဲ့သလားဆိုတော့ကျွန်တော်တို့သေချာတော့မသိပါဘူးအဲ့တော့ဒီနော်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်သူတို့ပြောတော့ဒီရွှေကူမျိုးရဲ့16မိုင်ကအကွာ15မိုင်ကအကွာတောအုပ်ထဲမှာကြားတယ်လို့သူဘက်ကပြောဆိုနေတာတွေ့ရတယ်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါအဲ့တော့ဒီဘယ်နေရာမှာဘယ်နေရာမှာသူတို့ပြစ်ချနိုင်ခဲ့လို့ရရင်ကြတယ်ဗျဓာတ်ပုံမထုတ်ပြလိုက်ပါလက်ရှိသူတို့တင်ပြထားတယ်သူတို့တင်ပြနေတဲ့ဒီရုပ်သံဖိုင်တွေပေါ့ သူတို့သူတို့ရဲ့ဒီဆိုရအောင်စုမီယာတွေမှာဖော်ပြနေတဲ့ဒီရုပ်တံဖိုင်တွေကတော့ကျွန်တော်တို့ရခင်အောင်းတွေကိုပြင်ပြီးတင်ထားတွေ့ရတယ်။တင်ထားတာတွေ့ရတယ်။အဲ့တော့အဲ့မှာကျွန်တော်တို့နော်ဘူးပြောတဲ့အခြေအနေကိုကျွန်တော်မွေးနိုင်မယ်တင်ပြပါမယ်။နော်ဘူးကအာသူတို့အနေနဲ့ဒီဘုံဘုံမျိုးကိုစစ်ကူလာဖို့တဲ့ဒီရရင်သုံးစင်းမှာသူတို့ပြက်ခတ်တာနှစ်စင်းကိုထိမှန်ပါတယ်။တစင်းကတော့ရွှေကူမျိုးနဲ့ဆလေးမိုင်အကွာတော်တွေကိုပြက်ချသွားပါတယ်။နောက်တစင်းကတော့ဒါရွှေကူမျိုးအနီးကိုဆင်းသက်နိုင်ပါတယ်လို့သူတို့ကတော့သူကတော့ပြောတယ်။ဒါတော့သူပြောတာပေါ့ဗျာ။အဲ့တော့ နော်ဘူးအနေနဲ့တကယ်ပဲဒီရဟင်ကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြငယ်ရပိုင်းအတရနဲ့၃ရက်၄ရက်ပေါ့ဗျာနောက်ဆုံးနောက်ဆုံးပြတပတ်အတွင်းမှာအဲတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပဲလုံနိုင်ခဲ့တယ်မလုံနိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံဓာတ်ပုံရရင်ဒါတကယ်ဟုတ်ခဲ့သလားမဟုတ်ခဲ့သလားဆိုတော့ဒါတိတာတဲ့ဒါတက်သေးလည်းဖြစ်တယ်တိတာရဲ့ဒါကလည်းဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့ဟုတ်ချင်းမဟုတ်ချင်းညင်းနေတာမဟုတ်ဘူးနောက်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြဓာတ်ပုံထုတ်ပြဒါဆိုရင်တော့ကျွန်တော်တို့ ဟုတ်တယ်မဟုတ်ဘူးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီဘက်မှာကျွန်တော်ကဟုတ်တယ်မဟုတ်ဘူးကျွန်တော်ငင်းနေတာမဟုတ်ပါဘူးနောက်ဘူးရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်တောအုပ်တွေကိုတစည်းကြွားတယ်တစည်းကြွားတယ်ဗောဗျာဆိုလိုတာကတစည်းပြုတ်ကြတစည်းကတော့တစည်းချာချာပြတ်ကြတယ်ဗောဗျာတစည်းရိုင်းရင်တစည်းပြတ်ကြမှုကတေးကြတယ်ကျန်တဲ့တစည်းကတော့မသေးကြဘူးအော်ဒါကသူတို့ပြောဆိုမှုတုံးသီးလာတယ်တုံးသီးမှသူတို့နှစည်းပြစ်တယ်နှစည်းနှစည်းကိုပြစ်ခတ်နိုင်ခဲ့တယ်တစည်းကိုပြစ်ခတ်နိုင်တဲ့အခါမှာတစည်းကတော့ဒီရွှေကူးမျိုးတွေမှာသူတို့ဆင်းသက်နိုင်ခဲ့တယ်အနည်းပေါ့ဗျာ နောက်တစ်စီးကတော့ကျွန်တော်ရွှေကူမြို့နယ်14မိုင်ခန့်အကွာမှာအကွာမှာဒါပြတ်ကျသွားတယ်ပြတ်ကျသွားတယ်အဲ့တော့ဒါနော်ဘူးပြောတာအဲ့တော့ဒီတင်လေးပြချောင်းအောင်ဆိုနော်ဘူးအနေနဲ့တကယ်ပဲပြတ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါကျွန်တော်တို့ဒီတပတ်တုန်းမှသူထုတ်ပြနိုင်မှာပေါ့ဗျာလက်ရှိတော့ဒီကနေ့ညနေအာဒီ 9နိုင်9နိုင်35အချိန်ဒီပေါ့ဗျာ90နာ9နိုင်35အချိန်ဒီသူတို့ဘက်ကပြောနေတာကတော့အာသူတို့အနေနဲ့ဒီပြတ်ကြတဲ့နေရာကိုတွေ့သွားပြီးတော့သူတို့ဖွဲ့ရောက်သွားပြီးတော့တိသွားပြီးဆိုတဲ့အချိန်ဒီတော့ဒါသူတို့ဘက်ကပြောဆိုနေတာတရားတွေ့ရတယ်ဒို့တော့လည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်းရုပ်သားပိုင်းဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလုံးဝလုံးဝထုတ်ပြန်နိုင်ခြင်းမရှိဘူးကျွန်တော်ဒီအချိန်ဒီပေါ်မှာဟုတ်နိုင်တယ်မဟုတ်နိုင်ကိုကျွန်တော်ငြင်းနေတာမဟုတ်ဘူးဟုတ်နိုင်တယ်မဟုတ်နိုင်ကိုပြောနေတာမဟုတ်ဘူးတကယ်ပဲဟုတ်တယ်ဆိုရင်တော့ဘူးအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြဗီဒီယိုကလစ်ထုတ်ပြန် ဒါဆိုတော့ကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်အဲ့တော့ရှင်းမှာကျွန်တော်တာတကားကြီးလည်းရှိခဲ့တယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီ KNU အဖွဲ့တွေလည်း KNU နဲ့ PDF အဖွဲ့တွေပေါင်းပြီးတော့အာမြောက်ဥရီမျိုးတို့တိုက်တယ်ပေါ့ဗျာမြောက်ဥရီမျိုးတိုက်တယ်နောက်ဆုံးအမှရှိတဲ့ဒီလုံချိုးတပ်ဖွဲ့ကလည်းနောက်ဆုံးကျွန်တော်တို့တစ်ဖက်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့တရားမှာပြန်ပြီးတော့ခံစစ်ပြပြီးပြန်တိုက်ခဲ့ရတဲ့အနေအထားတွေတွေ့ရတယ်နောက်ဆုံးကျွန်တော်တို့စစ်ကူပြုတ်ကူတွေရောက်လာတဲ့အခါမှာဒီတပ်မတော်ကဒါ KNU ပါဝင်စစ်သွေးအုပ်စုတွေအားလုံးကိုကျွန်တော်တို့ဒီမြောက်ဥရီမျိုးပေါ်နေပြီးရှင်းလင်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ် ဲ့လိုသူတို့ကအဲ့ဒီချိန်တော့ကျွန်တော် KNU ရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူကအာသူတို့နဲ့မျိုးရီမျိုးယူအလုံးစုံထိန်းချုပ်နိုင်သွားပြီအလုံးစုံထိန်းချုပ်နိုင်သွားပြီအဲ့တော့အာသူတို့ပြောတဲ့ရာစစ်ကောင်စီတပ်တွေကတော့ဒီတောင်ရင်မြေကမ်းသားမှာပဲရှိတော့တယ်သူတို့တစ်မျိုးလုံးထိန်းချုပ်နိုင်သွားပြီစသဖြင့်ဘယ်နေရာထိန်းနေဘယ်နေရာထိန်းနေဆိုပြီးတော့သူတို့ဝါဒဖြန့်ခဲ့ကြတယ်တကယ်လည်းဒီတက်မတော်ကတကယ်လည်းကျွန်တော်တို့ဒီနေမြေချင်းလင်းမှုတွေကိုလည်းတကယ်လည်းလုပ်လိုက်တော့ဒီအကြမ်းတ်သမားတွေမျိုးပေါ်ကနေပြီးတော့ကျွန်တော်တို့ဟိုအောက်ထဲကိုဆင်းသွားတယ်ဆင်းပြေးရတယ်ပေါ့ဗျာယနေ့ဒီကတော့မကတ်နိုင်သေးဘူးမျိုးရီမျိုးယနေ့ဒီဒီဆက်သွေးကြောကေအန်အိုးစုတွေမကတ်နိုင်သေးဘူးရှင်းပါလဲကျွန်တော်အဲ့လိုသားသကားတွေရှိတယ် အဲ့လိုတာတကားရှိရနောက်ပိုင်းမှာဒီ KNU ကပြောရေးဆိုခွင့်ရှိတဲ့သူကတော့နောက်ဆုံးသူမီဒီယာရှေ့ကိုထွက်မလာရတော့ထွက်မလာလုံးဝပျောက်သွားတာအဲ့တော့ novel လဲအဲ့ဒါသူပြောတာတကယ်မှန်နိုင်မမှန်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ဓာတ်ပုံထုတ်ပြပါကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်မဟုတ်ကျွန်တော် စောင့်ကြည့်ရတော့ဗျာအဲ့တို့ပြောတာဒါတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်ပြတ်ကြတယ်ပေါ့အဲ့တော့တို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်ပြတ်ကြတယ်ဆိုတော့တို့ရအောင်ရှာပါဗျာရအောင်ရှာပြီးဓာတ်ပုံတင်ပါဗျာဟုတ်တယ်မဟုတ်ဘူးဗျာဒါကျွန်တော်တို့စောင့်ကြည့်ရမှာစောင့်ကြည့်ရမှာကျွန်တော်ကျွန်တော်မေးကြမှာပဲမဖြစ်မနေမပြောသေးဘူးလားမပြောသေးဘူးလားနဲ့ခင်ဗျားတို့ဟိုရုပ်တံနားထောင်နေတဲ့အချိန်မှာ မပြောသေးဘူးလားမပြောသေးဘူးလားဖြစ်နေလိမ့်မယ်မပြောလို့လည်းမရဘူးပြောမပြောရင်လည်းဒီကောင်ကျွန်တော်တို့ဒီသတင်းထိန်ချမှာလည်းဖြစ်ဦးမယ်အဲ့တော့ပြောရမှာပေါ့ဗျာနော်အခြားမဟုတ်ပါဘူးဘမောမှာနော်ရဟရင်ပြစ်ချခံရတယ်ဆိုတဲ့သတင်းဒါလည်းဒီနေ့ပေါ်လို့ရိုက်လို့ကျွန်တော်မှလည်းဘာပြောမှမသိဘူးပေါ့နော်ပေါ်လို့ရိုက်နေဒီနေ့တော်တော်ပေါ်လို့ရတဲ့သတင်းမှာအဲ့ထိန်ဆောင်အဲ့သတင်းပဲအာရဟရင်ပြစ်ချခံရတယ်ဆိုတဲ့သတင်းကိုကချင်သတင်းဌာနတွေကစဖော်ပြတယ် ပေါ်ပြရပါတော့ဗမောစကခ27ဌာနချုပ်ကိုတဲ့ရဟယင်30ရက်စစ်ကူလာပို့ပါတယ်တဲ့ဒီနေ့ပေါ်ဒီနေ့ဒီနေ့နေ့လယ်ပိုင်းတော့လာပို့တယ်တဲ့အဲ့လိုပို့တဲ့အချိန်မှာရဟယင်30ပို့တဲ့အချိန်မှာတဲ့အဲ့မှာတဲ့တက်ကနေပြီးလာပို့တဲ့အချိန်မှာတို့ကတို့ဘက်ကပြစ်လိုက်တယ်ပေါ့နော်ပြစ်လိုက်တဲ့ခါမှာ30ဆင်းတဲ့တည်းက2ဆီကိုတို့ပြစ်တာထိသွားတယ်ပေါ့နော်2ဆီကိုထိသွားတယ်ပြောတယ်အဲ့ဒါဘသူကပြောလဲဆိုတော့နော်ဘူးကပြောတာနော်ဘူးကဘလို့ပြောလဲဆိုတော့ဖတ်ပြမယ်ဗမောမျိုးစကခ27ဌာနချုပ်နာမှာတဲ့တို့ကတဲ့ညနေပိုင်း10နာရီလောက်အချိန်မှာလူရင်းအဖြစ်ဖို့ဆင်းသက်တဲ့ရဟယင်တွေဖြစ်တယ်တဲ့ဆင်းလာတာ30ဆင်းလာတဲ့ သုံးစီးစင်းတဲ့အထက်ကနှစ်စီးကထိသွားတယ်လို့ကြားတယ်တဲ့ရှေ့တန်းသမားတွေပြေးလာတဲ့သတင်းမှာတဲ့ဆိုပြောတယ်နော်နောက်တစ်ခါဆိုအဲ့ထိတဲ့နှစ်စီးကတဲ့ဒီအဲ့ဒီနေရာမှာလုံးဝပြတ်သွားတာမဟုတ်ဘူးတဲ့ပြန်ကွေ့သွားပြီးမှရွှေကူကနေ96မိုင်လောက်မှာအဲ့လောက်ဝေးတဲ့နေရာတောထဲမှာတစည်းကျသွားတယ်တဲ့နောက်တစည်းကတော့ဆက်ပြီးပြန်သွားလို့မရတဲ့အတွက်အရေးပေါ်ရွှေကူဘက်မှာဆင်းသက်တယ်လို့ကြားတယ်တဲ့သုံးစီးတဲ့တစည်းကတော့နန့်ပေါင်နန့်ပေါင်ပေါ်တဲ့မြကြီးနားလေးစိတ်ကိုတဲ့နန့်ပေါင်ပေါ်မြကြီးနားလေးစိတ်ကိုတဲ့အဲ့ဒီဘက်ကိုဆင်းသက်သွားလို့ကြားတယ်ပြောချင်တာကတော့သုံးစီးလာတယ် သူတို့အဲဒီအစက20 21တဲကိုသုံးစီလာတယ်အဲ့ဒါကိုသူတို့ကပြစ်တယ်ပြည့်တဲ့ခါမှာနှစ်စီးကိုထိသွားတယ်တစ်စီးကတော့အဲတစ်စီးကတော့ခုနရွှေကူရဲ့56မိုင်လောက်ဝေးတဲ့တောထဲမှာပြတ်သွားတယ်နောက်တစ်စီးကတော့ရွှေကူမှာသွားဆင်းတယ်နောက်တစ်စီးကတော့နန့်ပေါင်ပေါ့နန့်ပေါင်မြင်းနာလေးစိတ်မှာသွားဆင်းတယ်ပေါ့ဗျာအဲ့လိုသူကပြောတယ်သူပြောတယ်သူတို့ပြစ်တယ်ပေါ့ဗျာပြစ်တယ်ဆိုပြီးဒီနေ့တော်တော်လေးအောင်ပွဲခံတယ်ဗျာတော်တော်အောင်ပွဲခံတယ်ပြန်တဲ့ရရ MI 70တွေပေါ့ဗျာအောင်ပွဲခံတယ်ဆိုတော့ဒီသတင်းပတ်သက်လို့ကျွန်တော်တို့ရဟုတ်လားမဟုတ်ဘူးလားကျွန်တော်တို့ရဟုတ်လားမဟုတ်ဘူးလားဘလို့ဖြစ်တာလဲအဘလို့မေးရလိမ့်မယ် ေတစ်ဖက်အုပ်စုကလည်းအဲ့ဒါယူအောင်ခွင့်ခံကြလိမ့်မယ်ကျွန်တော်ပြောရရင်တော့ပြစ်ချခံရတာလားပြက်ကြတာလားယာတိဥဒုနဲ့သူကသူဟိုအချိန်ေဟွာကြောင့်ဖြစ်တာလားဆိုတော့မေးကုန်ပါနော်အဲ့ဒါကိုကျွန်တော်တို့ကပြန်ဖြေရမယ်ပြစ်ချတယ်ဆိုတော့အောင်လေဘာနဲ့ပြစ်တာလဲပစ်ချရဲဆိုရင်ပြစ်တဲ့လက်နဲ့အမျိုးအစားပေါ်ပေါ်ဖို့လိုတယ်ဖော်ပြနိုင်ဖို့လိုတယ်ပစ်ချရဲဆိုရင်ကျွန်တော်သိတာတော့ပို့ဝင်လင်းပြောရင်တော့ကျွန်တော်သိတာတော့လင်း3စီးတော့မသိဘူးကျွန်တော်သိတာ2စီး2စီးဆိုရင်2စီးဖြစ်တာလားဆိုတော့2စီး2စီးဆိုရင်အဲ့ဒီစီးကလည်းပြစ်ခတ်ခံရလားဆိုတော့ ကျွန်တော်သိတာပြည့်စက်ခံရတော့မဟုတ်ဘူးလို့ချမ်းမြေ့သိရတယ်။ဟိုကျွန်တော်2019တုန်းကအာဘယ်ဘက်ကိုလဲဆိုတော့ကျွန်တော်နေရာတော်နည်းနည်းလျော့တော့ဖြစ်နေပြီဗျာ။အဲဥတီခွန်မြတ်ရဲ့နေမြေပေါ့ဗျာ။ဥတီခွန်တီခွန်မြတ်ရဲ့ပြည်သူစစ်လုပ်ခဲ့တဲ့နေမြေကြီးပေါ့။အဲ့ဒီနေမြေကြီးကိုနေမြေမှာခိုးကိုလန်လားမသိဘူးဗျာ။ကိုလန်မဟုတ်ဗျာ။အဲ့ဒီဥတီခွန်မြတ်ပြည်သူစစ်လုပ်ခဲ့တဲ့နေမြေလားရှော့တယ်ဟိုကဆက်ထွက်ရတယ်။အဲ့ဒီနေမြေထဲမှာအဲ့ဒီနေမြေထဲမှာဘိန်းတွေဖမ်းပြီးတော့မွေးစွာတွေဖမ်းပြီးလို့ကျွန်တော်တို့မီဒီယာတွေခေါ်သွားတော့ရဟန်းရင်၃စီးနဲ့သွားတယ် ကျွန်တော်ကဒုတိယမြောက်စီးမှာပထမဆုံးစီးတွေ့တဲ့တက်တက်အောင်စီးကိုသုံးစီးထွက်တယ်အဲ့ချိန်မှာဘာမှရောင်ဖြစ်ပဲနဲ့ရဟရဲ့တစီက error ဖြစ်ပြီးတော့တော်တော်ကိုပြတ်ကြတာကံကောင်းတော့လူတွေမသိတာเนาะအဲ့မှာရဟရင်ပြတ်ကြတာဟွာတွေပါတယ်နိုင်ငံသားတွေလည်းပါတယ်ပါတယ်အရင်ပြတ်ကြဖြစ်စဉ်ဖြစ်ခဲ့ဦးတယ်အပြန်မှာဖြစ်တာအသွားတော့မဖြစ်ဘူးအပြန်ဖြစ်တာအဲ့ဒါလေပြန်တန်းနေတဲ့ဒီလေဝိတဲ့အချိန်မှာဒီကောင်ပြန်အတက်ကလေအဝိနေအဲ့မှာ white ဝက်ပြီးတော့ရဟရင်မထိနိုင်ပဲနဲ့ပြတ်ကြပြီးတော့ ဟိုဒဏ်ရာတွေကရကုန်တော့ဗျာစစ်သားတွေဒဏ်ရာလူတွေနဲ့ပဲဒဏ်ရာတေတော့မသိဘူးလူမသိဘူးအဲ့ပြက်ကြတဲ့ဖြစ်စဉ်ကျွန်တော်ကိုယ်လည်းမြောင်းဝထင်နေမြင်ရတာဒါဖြစ်စဉ်ကျွန်တော်ကိုယ်လည်းမြောင်းမြင်အဲ့တော့ပြောချင်တာရဟတ်ကျင်ဆိုတဲ့မျိုးကပြစ်မှာမဟုတ်ဘူးသူ့ဟာသူလည်းပြန်တက်နေနေလေအဝိဝိုင်းနေအပင်ဝိုင်းဒီမှာသွားထိပြီးတော့ဟိုလေဝိုက်ပြီးတော့ရဟတ်မထိနိုင်လို့ error ဖြစ်တာမျိုးလေဖြစ်တတ်တယ်အဲ့ကြောင့်ခုနရဟတ်ကျင်ကပြစ်လို့ဆိုတာတော့ပြင်အုံးဆိုထိပြီးတော့ဝုံးဆိုကွဲသွားတာမျိုးဖြစ်ရင်ဖြစ်ရမယ်ရွှေရှင်ကားတွေမျိုးပါဘူးဗျာအဲ့ဘာနဲ့ပြစ်တာလဲပေါ့နော်ပြစ်တာဘာနဲ့ပြစ်တာလဲဆိုမျိုးကတော့ဘူးတော့ကျွန်တော်ပြစ်လိုက်တာလို့တော့ပြောတယ်ဘာလဲ၆လုံးပြည့်နဲ့ပြစ်တာလားမြားနဲ့ပြစ်တာလား တော့ဘာလဲဟိုမန်ပတ်နဲ့ပြစ်တာလားဘာနဲ့ပြစ်တာလဲဆိုတော့ဒါတို့သူမရှင်းပြနိုင်ဘူးကျွန်တော်ပြစ်လိုက်တယ်ပြောတယ်ရဟန်းကြီးတစည်းကိုလှမ်းပြစ်ဖို့အတွက်ကိုရဟန်းကြီးကသူတို့နဲ့တော်တော်နှီးမှရမယ်တော်တော်နှီးမှရမယ်တော်တော်နှီးဖို့ကြတော့ဖြစ်နိုင်လားဘာအမေကဆိုတော့ကျွန်တော်သိတာကတော့ရဟန်းကြီးကတစည်းကတော့ပြက်ကြသွားတယ်လို့ကြားတယ်ပြက်ကြသွားတယ်ပြက်ကြသွားတယ်ဆိုတော့ပြောမယ်ပြစ်ခံရတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်မထင်မယူဆဘူးအဲ့တော့ပြက်ကြသွားတယ်လို့ကျွန်တော်သိရတယ်တစည်းပြက်ကြသွားတယ်ဆိုတော့ဒီသတင်းကိုလည်းရဟန်းကြီးနှစ်စည်းပြက်ခံရပါတယ်ဆိုတော့ ်တည်င်းကလည်းနိုင်ငံတကာတိုင်းဝမှာတော်တော်ပြန့်သွားတယ်တော်တော်ပြန့်သွားတယ်ပြန့်သွားတဲ့အခါကျတော့တန်ယုံတန်တမန်တိုင်းဝမ်းတွေကစုံစမ်းကြတယ်စုံစမ်းကြတယ်တန်ယုံတန်တမန်တိုင်းဝမ်းကလည်းမေးကြမြန်းကြတယ်ဘယ်တော့ဒီမေးလဲကျွန်တော်စီပါရောက်လာတယ်မေးရတယ်အာရရင်ပြစ်ချခံရလို့ကြားတယ်အဲဟိုမစ္စချောရရင်ပြစ်ချခံရလို့ကြားတယ်မင်းမင်းဘယ်လိုပဲလဲဆိုတော့ကျွန်တော်တော့လွန်ခဲ့တဲ့တနအီခွဲလောက်ထိရတော့ not confirm လို့ပြောလိုက်တယ် not confirm yet ပေါ့နော်ခုထိငါတီးပြုတ်လို့မရသေးဘူး not confirm yet ပေါ့နော်အဲ့လိုပြောလိုက်တယ်ဆိုတော့သူကဟိုသူကအော် okay okay ပေါ့ဆိုတော့ ဆိုတော့အတီမပြုတ်နိုင်သေးဘူးငါလည်းဒါကိုစုံစမ်းနေစုံငါလည်းစုံစမ်းနေတော့အတီမပြုတ်နိုင်သေးဘူး not confirmed yet လို့ပြောလိုက်တယ်ဒါပေမဲ့လွန်ခဲ့တဲ့အဲ့သူတို့သူ့ပြောပြီးနောက်ထပ်နိုင်ဝက်လောက်မိနစ်40လောက်ကြာလိုက်ကြအောင်သူတို့တွေကိုမိတ်ဆွေအဲ့တန်တမန်တိုင်းဝါ3လောက်လောက်ကျွန်တော်ပြောပြီးတဲ့နိုင်ဝက်လောက်လည်းကြာလိုက်ကြအောင် confirm ထားရတယ်အဲရဟန်းတစည်းကတော့ပြတ်ကြသွားတယ်လို့သတင်းကြားတယ်အဲပြန်ကြားတယ်ပြီးတော့အဲနှစ်စီးလို့ပြောရမယ်တစည်းပဲပြတ်ကြတယ်လို့ပြောတယ်တစည်းကတော့ဘာမှမဟုတ်ဘူးပြန်ကျွန်တော်တို့သိရတော့လဲနှစ်စီးပဲရဟန်းရင်သွားဆင်းတာလို့ကြားတယ်သုံးစီးမဟုတ်ဘူးဆိုတော့ နော်ဘူးတို့ကလိုရတဲ့ပုံပြောသလားတော့ကျွန်တော်မသိဘူးပြီးတော့ပြက်ကြရတဲ့သတင်းကြားတဲ့ခါမှာအသက်တံပျော်ပြီးတော့သူတို့ပြစ်ချတယ်ဆိုပြီးတော့ခဏရောချတယ်လို့ရကျွန်တော်အဲ့လိုမြင်တယ်ပေါ့အဲ့လိုမြင်တယ်အဲ့တော့လောလောဆယ်တော့ရန်ဒစီဖြစ်ပြက်ကြသွားတယ်လို့ကျွန်တော်တို့သတင်းရပါတယ်ဒါပေမဲ့ဒါကိုနိုင်ငံတော်ဆိုရတရားဝင်လိုရရင်ထုတ်ပြန်ပါလိမ့်မယ်မလိုရရင်မထုတ်ပြန်ပါဘူးအဲ့တော့ကျွန်တော်တို့ကတော့ဟိုကြားရတဲ့သတင်းပြောပြရတာဖြစ်တယ်အတီတော့ကျွန်တော်တို့မပြုတ်ပါဘူးကျွန်တော်ပြောသမျှတော့ကျွန်တော်ဒီမျိုးပြုတ်ပါဘူးကြားရတဲ့သတင်းအတီဟိုတရားကြားရတဲ့တော့ပြပြပြရတာပါအဲ့တော့ တဏမတိုင်းပါကိုတော့ပြန်ပြောလိုက်နိုင်ဘူးအဲ့တော့အခုတော့တခါတည်းအခုပြောလိုက်တယ်ပေါ့ဗျာအခုခင်ဗျားတို့သိပြီပေါ့ဆိုတော့တို့ပြောတဲ့ချက်က not confirm yet သုံးလိုက်တယ်အဲ့တော့တချို့တွေကတော့အော်အဲ့ဒီလိုပဲဆိုနောက်တော့ပြန်သွားတယ်အဲ့တော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့နောက်လွန်ခဲ့တဲ့မိနစ်9ဘောလောက်ကနိုင်ဘောလောက်ကဘာထွက်လာဘာထွက်လာဆိုဗီဒီယိုဖိုင်တစ်ဖိုင်ကချင်မီဒီယာတွေမှာတက်လာတယ်အဲ့ဒါလေကတော့ရဟင်ပြတ်ကြပြီးတော့ဟိုလေရင်မှုတွေပေါ့နော်ရဟင်မှုတွေကွယ်လွန်နေတဲ့ဟာလေဗီဒီယိုဖိုင်လေးတွေကျွန်တော်တွေ့ရတယ်ဆိုတော့ကြည့်ရတာတော့တို့နော်ဘူးတို့အုပ်စုတော့အဲ့ဗီဒီယိုရသွားပြီလို့ကျွန်တော်မြင်တယ် ရပါပြီလို့မြင်တယ်ပြက်ကြတော့ရပါပြီအဲ့ဒါကိုလည်းပြီးနောက်နေ့နောက်ခရတော်ကကျွန်တော်ရုပ်သံကြည့်နေတဲ့အချိန်ဒီပိုင်းနဲ့ပါပဲဟိုမှာလည်းအဲ့ဗီဒီယိုဖိုင်ကိုဝေဝေစားစားခင်ဗျားတို့မြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဟိုဖြစ်တတ်ပါတယ်တဘာဝဟိုတစ်ခါတလေရရင်ဖြစ်တတ်တယ်မတော်တဆတယ်ဖြစ်တတ်ပါတယ်အဲ့ဆီဖြစ်တတ်ပါတယ်သို့တော့ရရင်တစည်းပျက်စီးသွားတာကရရင်ကဝဲလို့ရရင်ပဲပါသွားတဲ့ရရင်ရရင်မှာပါသွားတဲ့လေယာဉ်ပေါင်းတဲ့သူတွေရဲ့တံမိုးကြတော့တံမိုးဖြတ်လို့မရဘူးပြဘာလို့ဆိုတော့ pilot တယောက်ဖြစ်လာဖို့ကခင်ဗျားအများကြီးဆယ်စုနဲ့ချီပြီးပြုစုပြောင်းထောင်ရတာအဲ့တော့မတော်တဆလေးတစ်ခုတောင်ကွယ်လွန်သွားတဲ့ခါကျရင်တိတ်နှမျောဖို့ကောင်းပါတယ် ဟိုလွတ်စွာရင်းမဆုံးရှုံးတယ်ပေါ့နော်ဆိုလို့ဆုံးရှုံးတယ်ဒါကြောင့်တချို့အရာတွေစစ်ပွဲတွေကမရှိကြတဲ့ဘူးလို့ကျွန်တော်ပြောတာပါလွတ်စွာရင်းတွေဆုံးရှုံးတာကဘာမှပြန်လို့မရပစ္စည်းပစ္စည်းတွေဝယ်လို့ရတယ်ဒါလေးကကျွန်တော်တွေးပြီးတော့စိတ်တော့မကောင်းပါဘူးကွယ်လွန်သွားပြီးသွားတဲ့ဒီရိုက်ရင်ပေါင်းတဲ့သူတွေနဲ့လည်းဒါစိတ်မကောင်းစရာပါပဲဆိုတော့စစ်သားကတော့စစ်သားပါပဲစစ်သားဆိုတာတော့ဟိုတတိနေမွေးတနေနဲ့စစ်သားဆိုတာသူ့ရဲ့ယူဝါနဲ့သွားကြတာဆိုလို့လေစစ်သားဆိုတော့စစ်သားလိုပဲဗျာစစ်သားလိုပဲနေသွားမယ်စစ်သားလိုပဲတည်သွားမယ်ဆိုတဲ့စိတ်နဲ့သူတို့လည်းဒါနေသွားကြတဲ့သဘောတော့ရှိပါတယ်ဒီနေ့တတိနေတက်လာတယ် ဒီနေ့သတင်းတွေတက်လာတာကတော်တော်များများဒီသတင်းတွေကဆိုရှယ်မီဒီယာပေါ်မှာဖုံးလွှမ်းသွားတယ်ဖုံးလွှမ်းသွားတာအဓိကဘာလဲဆိုတော့အဓိကကတော့ဒီတက်မတော်ရဟတ်ရင်၃စီးလာတယ်၃စီးကနှစ်စီးကိုပြစ်ချနိုင်တယ်ဆိုပြီးဒီကောင်တွေဒီလို KIA အုပ်စုကဒီလိုပြောတယ်ဒါပေမဲ့ဓာတ်ပုံတွေတက်လာတာတော့ဓာတ်ပုံတွေကအရင်တော့ပုံတွေပုံဟောင်းတွေတက်လာတယ်အဲ့တော့ကျွန်တော်တို့ကဒီသတင်းကိုလက်မခံသေးဘူးအတိမပြုတ်သေးဘူးအတိမပြုတ်သေးဘူးဒါပေမဲ့ KIA ကတော့သူကအတိပြုတ်တယ်ဆိုပြီးဒီလိုပြောထားတယ် နော်သူရေးထားတဲ့တည်ရတယ်ဒီလိုဒီလိုဒီဘက်ဘလို့ရေးထားဆိုတော့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ဗမော်မြို့ကိုတဲ့စစ်ကူလာတဲ့တပ်မတော်ရဟရင်၃စီးအနက်၂စီးကိုပစ်ချခဲ့တယ်ဆိုပြီးတော့ KNI ကအတည်ပြုပြောတယ်တဲ့မေလ20ရက်မွန်းလဲတနာရီကျော်အချိန်ဗမော်မြို့စခက21တွင်းကိုလာဆင်းတဲ့တပ်မတော်ရဟရင်၃စီးကိုပစ်ခဲ့ရတဲ့ MI 18ရဟရင်ဒစီးမှာပြတ်ကျသွားခဲ့တယ်ဆိုရယ် ဒါအပြင်ချားချန်းရင်ဒစည်းမှလည်းထိမှန်ပြီးအေးပေါ်ဆင်းသက်သွားခဲ့တယ်ဆိုပြော KIA ပြောဆိုခွင့်ရသူနော်ဘူးပေါ့နော်ဘုံမူကြီးနော်ဘူးကပြောတယ်တဲ့ရဲရင်၃စီးဆင်းတယ်အဲ့ဒီမှာပြစ်ခတ်ရမှာ၂စီးထိမှန်တယ်ရဲရင်ဒစည်းကတော့ရွှေကူးနဲ့၅မိုင်အကွာမှာပြက်ကျပြီးတော့မီးလောင်ပြက်စီးတယ်တဲ့အဲ့တော့ထိမှန်တဲ့ဒစည်းကတော့ရွှေကူးမှာအေးပေါ်ဆင်းသက်ရဆိုပြီးအဒီပူပြောတယ်တဲ့အဲ့ဒီရဟယင်တွေကတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ဗမော်စကခ21ထဲကိုစစ်ကူအင်အားလာဖြည့်တာဖြစ်တယ် ဆိုပြီးတော့အဲ့နော်ဘူးကဆက်ပြောတယ်တဲ့ KIN ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကဗမော်မျိုးတိန်းတိုက်ပွဲစတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးတော့တဲ့အခုဆိုရင်9လကျော်ကြာသေးသည့်နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ဖြစ်တယ်ပြီးခဲ့တဲ့2021ခုနှစ်မေလ3ရက်နေ့ကကချင်းပြည်နယ်မိုးမောင်းမျိုးနယ်မြို့တင်နှင့်ကုန်းလာအကြားမှာလဲတက်မတော် MiG 35တက်ခတ်ရဲရဲရင်တစည်းကို KI ကပြစ်ချခဲ့ဆိုပြီးတော့တတိယထွက်တယ်တဲ့အဲ့လိုပြစ်ချခဲ့မှုကြောင့်ရဲရင်ပြတ်ခဲ့ပြီးတော့တဲ့ရဲရင်မူဘုံမူကြော်စရာထွန်းဘူကြီးတန်ထွန်းလင်းအုတ်ခွတ်တကြက်ကြီးကြော်သားတို့ကြော်စွာအောင်တို့တည်ဆုံးခဲ့တယ်ဆိုပြီးဒီလိုမျိုးပြောတာပါဗျာအဲ့တော့ဒီကိုနင်းကတော့ဒီလက်ရှိကတော့သူကရေးထားတာကတော့ဒီရဲရင်ပြတ်ကြတယ်ဆိုတဲ့ခါကဒီဟိုနေ့မော KIA ကတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဘုံမူကြီးနော်ဘူးဆိုတဲ့လူရဲ့ ြောစကားအရာတရင်ရေးထားတာဖြစ်တယ်ဒီပေါ်မှာကြံတဲ့အတီးပြချက်ဘာမှမရှိဘူးတစ်ကရဲရင်ပြက်ကြရဲဆိုရင်ပြက်ကြတဲ့နေရာပေါ့နော်ပြက်ကြတဲ့အစိပ်ပိုင်းတွေတော့ဒီလောက်ဆိုရင်ဟိုတိလောက်ပြီပေါ့ဗျာသူတို့ပလန်ပစ်ပြီးတော့ပြက်ကြတာမြင်ရတယ်ဆိုတော့လေဆိုတော့လက်ရှိအနေအထားမှာဒါတွေနဲ့ပတ်သက်ပြီးတော့ KIA ရောဒီသတင်းကိုပေါ်ပြနေတဲ့သတင်းဌာနတွေရောတိတိကျကျတိတိပပမပြောနိုင်သေးဘူး မပြောနိုင်သေးဘူးဒါတော့အဲ့တော့ဘာလဲဆိုတော့အဓိကအဖြစ်တော့လက်ရှိအနေအထားမှာ KNA ပါဝင် KNU KNA AA PDF တော်တော်များများအရှုံးနဲ့ရင်ဆိုင်နေရဒါညင်းလို့မရဘူးအဲ့လိုအရှုံးနဲ့ရင်ဆိုင်နေရတဲ့အတွက်သူတို့အုပ်စုတွေသူတို့လူတွေကိုမော်တီပေးဖို့မော်တီပေါ့နော်မော်တီဗေးရှင်းလုပ်ဖို့အတွက်စိတ်တက်တက်ကြွအောင်လုပ်ဖို့အတွက်စိတ်တက်ဘယ်စကန်းကိုတိုက်တယ်လို့ဘယ်ရဟရင်ကိုပြစ်လိုက်တယ်လို့ဒါရင်လာအောင်မယ်ကြည်အေးအေးကဘယ်သင်းမိုးကြီးကိုဖြတ်လိုက်တယ်ဆိုတာလာအောင်မယ်ဘာကြောင့်လဲဆိုတော့ တို့လူတွေစိတ်တကြတယ်ဘာကြောင့်စိတ်တကြလဲဆိုတစ်ကမိုးရသည်ဝင်လာပြီမိုးရသည်ဝင်လာတဲ့အတွက်တို့အနေနဲ့တောထဲမှာဗျာတောထဲမှာဟာလာခြင်ကိုက်ဂျပူခြင်ကိုက်ဘာခေါ်မလဲမြော့ကိုက်ဒီလိုနေရတာလीနောက်အစားအသောက်ကလည်းမလုံလောက်မလုံလောက်ဆေးဝါးကလည်းမလုံလောက်လက်နက်ကလည်းမလုံလောက်ဒါမျိုးတွေနေနေရတဲ့အခါကျတော့တို့လူတွေစိတ်တကြမော်တို့ဆိုရင်ဆိုရင်နေအတွက်ဒီလိုသတင်းတွေကိုအဆက်မပြတ်ထုတ်အောင်မှာနောက်ပိုင်းအဆက်မပြတ်ထုတ်အောင်မှာပြီးရင်ကျွန်တော်နောက်သတင်းတစ်ပုတ်ကျွန်တော်ပြောပြအောင်မယ် အဲ့တည်င်းသုံးသက်ပြလိုက်ရင်ခင်ဗျားတို့တို့တွေဘလောက်လုံးကြံတည်င်းနေထုတ်နေလဲဆိုတာဒီအကြံဖတ်အုပ်စုတွေကဘလောက်လုံးကြံတည်င်းနေထုတ်နေလဲဆိုတာခင်ဗျားတို့ပို့ပြီးကွက်ကွက်ကိုမြင်လိုက်မယ်နော်ဒါကတော့ထားပါတော့ဒါကလက်ရှိဟလာဟိုပြောရရင် အကောင့်ထဲမပြနိုင်တဲ့ KIA ရဲ့ပြောကြားချက်နဲ့တည်င်းလုတ်ထားတဲ့ရရင်နစီပြစ်ချခံရတဲ့ဆိုတည်င်းပေါ့နော်